Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ Matthias Cunha ကို Manchester United ကခေါ်ဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းဒါအပြင် He We Go ပါ Fabrizio Romano ကကျွန်တော်တို့ဒါ report လုပ်လာပါရစေ။ Matthias Cunha ကိုခေါ်ယူဖို့ Manchester United ကဒီ Cunha နဲ့ United ရဲ့ဂျားထဲမှာသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီးတော့ကလပ်တင်းတစ်ခုတွေဂျားထဲမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒါနှုတ်အားဖြင့်သဘောတူညီခဲ့ကြပြီဖြစ်တယ်ပေါ့။ Cunha ဟာ Manchester United မှာ 2020 2030ကနေပြီးတော့2030အထိတက်တန်းတူးဖို့အာစီစာချုပ်ချုပ်ဖို့ကျွန်တော်ရှိတယ်လို့2030ခုနှစ်အထိလည်းတက်တန်းတူးလို့ရမယ့်ဒါ option တစ်နှစ်ပါကျွန်တော်ပါတယ်ပေါ့နော်ဒါအပြင် Manchester United ရဲ့ဘက်ကတော့ Wolverhampton ကိုပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်62.5 5သန်းအထိတန်ကြီးရှိတဲ့ပမာဏကိုပေးချီသွားမယ်ဒါကိုကျွန်တော်က installment နဲ့ကျွန်တော်ပေးချီသွားမှာဖြစ်တယ်ပေါ့နော်။ဒါပြင်လာမယ့်ရှေ့ပတ်မှာဆိုလို့ရှိရင် ကိုညာနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကို လုံးဝအပြီးတက်မှာဖြစ်တယ်ဆိုပြီးတော့ဖက်ဘရီဇီယိုရိုမန်နိုကပြောသွားပြီးတော့ he we go ပါကျွန်တော်တို့လောက်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီမတိုင်ခင်ပေါ့နော်တို့ဒီကျွန်တော်လည်းပဲဒါညီကလေးကိုရှိုးရှေ့မှာဗီဒီယိုတင်ပြထားတာကြီးကျွန်တော်ရှိတယ်ဒီနေ့မှာ Jacobs Bando ဘာလို့ကနေပြီးတော့ report ကြီးကျွန်တော်တို့လောက်ထားခဲ့တာအဲ့ဒီတုန်းကတော့ကစားသမားဖြစ်သူနဲ့ Manchester United ရဲ့ကြာသဘောတူညီမှုရပြီဆိုတဲ့သတင်းပေါ့လေအခုကတော့ Manchester United ကကိုညာကဥပဟန်တန်က ဒီသုံးပါတီကြားထဲမှာသဘောတူညီမှုရရှိခဲ့တာပေါ့ဗျာဒါအများကြီးကောင်းတဲ့တင်မှာ Manchester United လို့တဲ့ဒီယာဒီမှာကျွန်တော်တို့အကုန်ဆုတ်ပြတ်တက်နေတဲ့အချိန်ပြီးခဲ့တဲ့ယာဒီလို့ပြောရမှာပေါ့ဗျာအားယာဒီဟုတ်တယ်မနော်ပြီးခဲ့တဲ့ယာဒီမှာအကုန်ဆုတ်ပြတ်နေတဲ့အချိန်မှာကစားမကောင်းနေကျွန်တော်ခေါ်ဖို့အတွက်အရာအလုံးကတိုင်ပတ်သွားနိုင်တယ်လို့ဖြစ်နေတဲ့အချိန်မှာကွန်ညာလိုရည်သွေးမြင့်ကစားမတစ်ယောက်ကိုကျွန်တော်တို့သာခေါ်ဖို့အတွက်အဆင်ပြေခဲ့ပြီဆိုတော့ရှေ့လျှောက်ကျွန်တော်တို့သာပူကောင်းတဲ့ကစားမတွေပဲကျွန်တော်သာခေါ်ယူမှုရရှိအောင်ကျွန်တော်လုပ်ရတော့မှာ တော့အသင်းဘက်ကတော့လက်ရှိမှာဟို MO နေအဖွဲ့သားတွေကတော့သူတို့ဒီရာဒီယိုခြေစံပွဲစဉ်တွေရာဒီဘိတ်ခြေစံပွဲစဉ်တွေအတွက်တော့ဒါကဒီအာရှတို့ဘာတို့ကိုသူတို့သွားနေပြီပေါ့လေဒါမှမဟုတ်အသင်းဘက်ကတော့လှုပ်ရှားရှိတာတွေသူတို့ဆက်လုပ်နေတယ်ဆိုတော့ဒီနောက်ထပ်အပြောင်းရွှေ့ဒီမှာလဲကျွန်တော်နောက်နှီးလို့မရဘူးဆိုကွန်ဂျန်ဘက်လို့ပေါင်း62.5သန်းပေါ့နော်62.5၅သန်းဆိုတဲ့နေရာမှာဒါမော်ဒန်ပလေးယာတယောက်ရဲ့ပေါ့နော်ကျွန်တော်ဒါတာမန်တန်ကြီးပဲ နော်မော်ဒန်ကစားမတစ်ယောက်ကခြေသွမ်းကောင်းလေးမြန်ပြနေပြီဆိုလို့ရှိရင်အနည်းဆုံးကပေါင်သန်း60လောက်ပေးရတော့တာဒါအပြင်ဒီပေါင်သန်း60ဆိုတာ62.5သန်းဆိုတာကလည်းယော်ကြီးပေါ့နော်ယော်ကြီးဆိုတော့အတင်းတွက်ကတော့ဒီပမာဏပေးပြီးတော့ကျွန်တော်ချက်ချင်းခေါ်လိုက်လို့ရတာပေါ့လေဒါအပြင်ကိုရီးယားငွေကြီးပမာဏတွေတိုင်ပက်တယ်ဆိုတဲ့အနေအထားမျိုးမှာဒီဝူဘန်ဟန်တန်ရဲ့ဘက်ကတော့ installment နဲ့ပေးချေခွင့်ပြုတယ်ဆိုတော့အတင်းတွက်တော်တော်ကြီးအခြေအနေကောင်းသွားတာ တကယ်လို့ဘောနော်လက်ရှိခေါ်တဲ့နေရာမှာ62.5သန်းကျနေဆိုရင် okay တန်း30ဒီဒီရာဒီမှာအရင်တစ်ခေါက်ပေးထားကျန်တဲ့မြင်တန်း30ကိုတော့တည်တယ်မလားနောက်ထပ်ဒါနှစ်ကြိမ်ခွဲပြီးတော့ဘာလို့ဒါမှမဟုတ်ဒီသွားခြင်းလဲသွားမှာပေါ့လေဒါ details ကတော့ကျွန်တော်မသိရသေးဘူးဘောနော်ဘယ်လိုပဲဖြစ်ဖြစ်ဗျာအသင်းဟာဘန်နာကြီးခဲရင်နေတဲ့အချိန်ခက်ခဲနေတဲ့အချိန်မှာဒီလိုကစားမတယောက်ရဲ့အပြောင်းအရွှေ့မှာဒီလို installment နဲ့ရတယ်ဆိုတာကိုပဲတော်တော်ကြီးကောင်းနေပြီလို့ကျွန်တော်ပြောရမှာပဲဆိုတော့ လပ်အသင်းကြီးရဲ့ဘက်ကဒီ official ကြီးညာတာတွေကိုတော့ကျွန်တော်စောင့်ရအောင်မယ်တပတ်လောက်တော့ကျွန်တော်စောင့်ရအောင်မယ်လို့ကျွန်တော်ထင်တယ်เนาะဆိုတော့လာမယ့်ပတ်တော်တွင်းမှာဒီအပြောင်းရွှေ့ကအပြစ်သက်ဖို့ရှိတယ်လို့ပြောထားတာကိုအာဒီနီယာမှာကျောင်းနံပါတ်ဘလောက်ဝင်မှာလဲဘာလဲညာဒါတွေကတိုက်ပြီးတော့ကျွန်တော်စိတ်ပူစရာမလိုတဲ့အရာတွေမင်းမင်းကြိုက်တဲ့ကျောင်းနံပါတ်ကိုဝင်နော်ဟိုဂူသမားကျောင်းနံပါတ်ဝင်ပြီးတော့မင်းဟိုခြေသွမ်းပြလို့ပဲနေနေဟုတ်တယ်မလားအဓိကခြေသွမ်းပြဖို့ပဲဆိုတော့ကွန်ညာက United ကို ရောက်လာတဲ့နေရာမှာဟိုကျွန်တော်တို့ အရာအလုံးကပေါ့နော်ဘယ်လိုပြောမလဲဟိုဘယ်လိုပြောအရာအလုံးကကောင်းနေရမဟုတ်ဘူးညာကိုညာရောက်လာတာနဲ့အရာအလုံးကောင်းသွားမဲ့အခြေအနေမျိုးလဲကျွန်တော်ဟုတ်မနေဘူးဒါပေမဲ့လို့အားနည်းနေပါတယ်ဆိုတဲ့တိုက်စစ်မှာတော့ကိုညာဟာအကြီးမားဆုံးအားဖြစ်မှုတစ်ခုကျွန်တော်ဖြစ်လာမှာပဲနော်အတင်းကတိုက်စစ်မှုတို့တောင်မှန်ကစားမားတို့အခြေအနေကိုကျွန်တော်ကြည့်ရင်ဒီကောင်ကြီးကအကုန်တိုင်ပတ်နေတာနော်အကုန်တိုင်ပတ်နေတယ်ဆိုတော့ဂိုးတွေကလည်းမသွင်းနိုင်အခွင့်အရေးတွေကလည်းမဖန်တီးနိုင်နော်တယောက်ချင်းကြော်ဖြတ်မှုတွေကလည်းမလုံနိုင်ဒိုင်မှုတွေဖြစ်နေတဲ့အချိန်မှာ ကွန်ညာလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီယာဒီမှာ HG နဲ့ပတ်သက်လို့ရှိရင် over perform ဖြစ်နေတယ်လို့ပြောလို့ရတဲ့ကစားမတစ်ယောက်ကိုကျွန်တော်တို့ခေါ်ထားတယ်ဆိုတာကအသင်းရဲ့ twin goal နဲ့ phantom မှုတွေကိုအများကြီးအတိုင်းအတာတစ်ခုတည်းပေါ့နော်အင်အားမြင့်တင်းစေမြင့်မြင့်တင်းစေတဲ့ပုံမှန်ပုံစံပုံညွှန်ရောက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နောက်ထပ်လှုပ်ရှားရေးကြုံအများကြီးပါအခုဆိုလို့ရှိရင်အနာချူရုပါလို့ကျွန်တော်ဒါအသင်းကထွက်တော်မယ်နော်အသင်းကထွက်တော်မယ်ဆိုတော့ကာနာချူရုနေရာကိုပြန်အစားထိုးဖို့နောက်ထပ် ဝင်ကတယောက်ကျွန်တော်ထပ်ပြီးတော့လူလူတယ်ထပ်ပြီးတော့ဘာလို့လဲဆိုတော့အသင်းမှာကဒီကာနာဂျူရှိနေရင်တောင်မှကိုညာလိုကစားမမျိုးကလူတာဗျာမင်းကျန်နာစုပြောမနေနဲ့ဟုတ်တယ်မလားဆိုတော့အသင်းတွက်ဒီအပြောင်းအရွှေ့ကတော်တော်ကိုကြီးမားပါတယ်ကျွန်တော်ကြီးမားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းပဲ United ကအရာအလုံးကြာဆင်းနေတဲ့အချိန်မှာ ကစားသမားကောင်းတွေကိုပေါ့နော်ခေါ်ဖို့အတွက်ကအရာအလုံးနှီးနေတာဗျာအာမင်း Champions League ကလည်းဝင်ခွင့်မရဘူး Premier League မှာအဆင့်15နေတဲ့ရာသီသိန်းနေတယ် ယ်ဘက်ကပဲကျွန်တော်ကြည့်ကြည့်ကိုအင်းကိုကစားမတွေလာပါမလားဆိုပြီးတော့စိတ်ပူနေရတဲ့အချိန်မျိုးဗျာဒါအပြင်ကုညာနဲ့ပတ်သက်လို့ရှိရင်ကစားသမားကိုတိုင်းကိုကမန်ချက်စတာယူနိုက်တက်ကိုလာချင်းလွန်းနေလို့ကိုဒီဘက်ကဒါဒီအပြောင်းရွှေ့ကိုလွယ်လွယ်ကူကူလုပ်လို့ရသွားတာဒါအပြင်ဥပါဟန်နန်ထံကိုလည်းပေါင်သန်း60ကျော်ဆိုတာကနေတဲ့ပမာဏမဟုတ်ဘူးပြင်ပြင် installment နဲ့ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်နေတဲ့ပမာဏမဟုတ်ဘူးသိတယ်မလားเนาะဆိုတော့ဟိုတော်တော်ကိုကျွန်တော်တို့ကမျောလင်းချက်အကြီးထားမှဖြစ်မှာမျောလင်းချက်အကြီးဆိုတာ ီကောင်ရောက်လာလို့အသင်းကချက်ချင်းကောင်းသွားမယ်ဆိုတော့မျှော်လင့်ချက်မျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ Manchester United မှာကုညာထပါတော့ပြဘူနိုဖန်နက်စ်လိုပဲသူတို့ဝေဒါနဲ့တန်တာထက်ပိုကောင်းတဲ့ခြေသွင်းမျိုး consistent ဖြစ်ဖြစ်ပြနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ရမှာပဲ။အသင်းကကစားမားတွေကိုခေါ်ပြီးဆိုလို့ရှိရင်နောက်ပိုင်းနှစ်တင်မှာကတအားယုံကန်တဲ့သူတွေများတယ်။နော်ဟိုအချိန်မပြေတာနဲ့ပြရတဲ့ဈေးအတိုင်းကျွန်တော်တို့ခြေသွင်းမပြနိုင်တာနဲ့နော်အသင်းမှာအံဝင်ခွင့်ကြမဖြစ်သေးတာနဲ့နော်တိုင်ပတ်သွားတာနဲ့ဒါမျိုးတွေကျွန်တော်ဖြစ်နေတာ။ တော့ဒီနေရာမှာကွန်ညာလိုကစားမမျိုးကပရီးမီးယားလိမှာလည်းအံဝင်ခွင့်ကျဖြစ်ပြီးသားဟိုဒါအပြင်ပရီးမီးယားလိမှာလီကောင်ဘလူးကစားလဲဆိုတာလည်းပရိသတ်ကြီးအများစုကျွန်တော်တွေ့ပြီးသားဆိုတော့ဗောနော်ဒါအတိုင်းအတာတစ်ခုထီတော့အသင်းမှာအချင်းကြီးကောင်းဖို့အထိုင်ကျဖို့ကျွန်တော်မျှော်လင့်ရမှာပဲဆိုတော့အပြောင်းရွှေ့ရာသီမစတင်ခင်တောင်မှစောစောစီစီရောက်လာတဲ့အချိန်မှာကျွန်တော်အပြောင်းရွှေ့ရာသီအတော်တွင်မှာဆိုလို့ရှိရင်အသင်းနဲ့စောစောစီလေးချိန်ငယ်ဆင်းလို့ရပြီဒါအပြင်အသင်းမှာက ဟိုဘယ်တော့မှဆိုအလုတ်ကအမြဲတမ်းသူများနောက်ကြမှာလှုပ်လေးရှိတယ်ဗျာဒီလားနော်သူများနောက်ကြမှာလှုပ်လေးရှိတယ်ဆိုတော့ဒီပြောင်းရွှေ့ကတော့ဒီမတန်ငင်ကလေးကဒီတော်တော်လေးကိုအချိန်ကြီးကောင်းနေတယ်ဆိုတော့တော်တော်စီစီပြီးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတာဆိုတော့လာမယ့်ဘက်တော်တွင်မှာတော့ကျွန်တော်ပြီးနိုင်တော့မယ်လာမယ့်ဘက်ဆိုတော့ဒီတစ်ဘက်တော်တွင်ပေါ့နော်ဒီတစ်ဘက်တော်တွင်ကျွန်တော်ပြီးနိုင်တော့မယ်ဆိုတော့အများကြီးတရင်ကောင်းမှာအများကြီးတရင်ကောင်းမှာအတိုင်းပြောရင်ဒီအပြောင်းရွှေ့ကခက်မြန်မြန်ဖြတ်ပြီးတော့နောက်ထပ်ချာကီတို့နော်မြင်မယ်ဒီလီယန်ဒီလက်တို့ဘသူတို့ပဲဖြစ်ဖြစ် တို့ကကျိုးပန်းတင်နေတာကျိုးပန်းတင်နေတာကြာပြီเนาะအခုချာကီဆိုလို့ရှင်နေပဲခေါ်ပြကျွန်တော်ပြောနေတာဒီတန်း20လောက်ပဲကြမင်ကစားမကိုကျွန်တော်တို့အဲ့လောက်ကြီးကြီးစောင့်ဆိုင်းနေစရာအကြောင်းမရှိဘူးဟုတ်တယ်မလားကစားမကပြောင်းကျင်တယ်မပြောင်းကျင်တာကတကယ်တော့ကျွန်တော်တို့ကခေါ်ဖို့တော့ကျိုးပန်းမှာเนาะလိုင်ယွန်ထံကိုမေးနေရမှာလိုင်ယွန်ထံကိုအမြဲတမ်းဆက်သွယ်နေရမှာเนาะဆိုတော့ကျွန်တော်အသင်းမှာတိုက်စစ်ပိုင်းမှာကောကွင်းလေပိုင်းမှာကောခန်းစစ်ပိုင်းမှာကော physical ability နဲ့ပတ်သက်လို့ရှိရင်အများကြီးပူကောင်းတဲ့ကစားမကြီးကျွန်တော်လိုတယ် ကိုအင်းမာကအကုန်တိုင်မှာအာမက်ဆိုလဲတီတီလီခနာချူဆိုလဲတီတီလီဝိုင်လန်ဆိုလဲခနာကိုကြီးပြီးဘာမှသုံးမရကွင်းလယ်မှာလဲဥကာလေးဆိုလဲတီတီလီပေမီပပလေးနော်ဖာနန်ဒက်ဆိုလဲဒီတိုင်းပဲနော်ဆိုတော့မီဆမ်မောင်းကိုကျွန်တော်ကြည့်ပြောရလို့ရှိရင်ဗျာအင်းမာဖီဇီကယ်ဘိုင်းနဲ့ပတ်သက်လို့ရှိရင်ပရီးမီးယားလိမ်မှာကစားဖို့တော့မှ ready မဖြစ်တဲ့ပုံစံမျိုးတွေကျွန်တော်ဖြစ်နေတာဒါကြောင့်မနော်ချာကီတို့လူကစားမမျိုးတွေကုညာတို့လူကစားမမျိုးတွေဆိုတာ physical ability ကအလောက်ကြီးဒီပြဿနာရှိတဲ့တယ်မှာမပါဘူး။ဒါကြောင့်ကျွန်တော်ဒီအပြောင်းအရွှေ့ပြီးတာနဲ့နောက်အပြောင်းအရွှေ့တွေကိုကျွန်တော်တို့သာဆက်နိုင်ဖို့လိုတယ်။ဆိုတော့ခြုံကြည့်ရရင်ကွန်ညာက Manchester United နဲ့2030ခုနှစ်ဇွန်လအထိတက်တန်းရှိတဲ့စာချုပ်ကိုချုပ်သွားမှာဖြစ်ပြီးတော့2030ခုနှစ်ထိလည်းတက်တန်းတူးနိုင်မယ့်အခွင့်အရေးပါကျွန်တော်တို့သူထည့်ပြီးတော့ချုပ်ထားတယ်။ဆိုတော့တစ်နှစ်တက်တန်းတူးခွင့်ပါတယ်လို့ပဲပြောရမှာပေါ့ဗျာ။ဥပဒေနဲ့ကပေါင်း62တက်တမကျွန်တော်ငါးသန်းပေးရမှာ တော့ဒါဘီနာနဲ့ဘယ်ကစားမတွေကိုထပ်ခေါ်နိုင်လိမ့်ဦးမယ်လို့ညီကိုတို့ထင်ကြလဲဆွေးနွေးကြပါဦးချစ်ချူအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်